မြန်မာနေခရိုနီကယ်အော်တိုဘာလ25ရက်နေ့မြင်တွင်ရွေးကောက်ပွဲသတင်းတွေနဲ့အလုတ်များနေကြတဲ့မြန်မာဆိုရှယ်မီဒီယာပရိသတ်များယနေ့မနက်ပိုင်းကပြည်သုံးလုံးလို့အတူကောက်ခေါ်ဆိုတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဖြစ်သူဒေါက်တာတသက်ခိုင်ရွေးကောက်ပွဲဝင်ရောက်ရှင်းပြခွင့်မရကြောင်း BBC မြန်မာပိုင်းသတင်း Facebook စာမျက်နှာမှာဖော်ပြခဲ့ပါတယ်ဒီသတင်းကဆိုရှယ်မီဒီယာမှာတုံ့ပြန်မှုအများဆုံးရတဲ့သတင်းတစ်ပုဒ်ဖြစ်သွားခဲ့ပါတယ် 2015ခုနှစ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီပါတီအလန်အောက်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဒေါက်တာတသက်ခိုင်ဝေရောက်ရှင်းပြခဲ့ပြီးအနိုင်ရကလွှတ်တော်ထဲရောက်ရှိခဲ့တာပါရှင်နန်းတော်ရှင်ဆိုင်ပိုင်ရှင်ဖြစ်ပြီးဆရာဆန်လန်းနဲ့ကဘာကြီးဖျားလန်းတောင်က68အထက်မြင့်ကွန်တိုအစအဦးစီမံကိန်းမှာရင်းနှီးမြှုပ်နှံသူဖြစ်တဲ့ဒေါက်တာတသက်ခိုင်ဟာ NLD အစိုးရလက်ထက်အစိုးရရဲ့စီးပွားရေးမူဝါဒအကောင့်ထည့်ဖို့မှုတွေကိုဝေဖန်ပြောဆိုရာက NLD ပါတီတာဝန်က ရုတ်သိမ်းခဲ့ရပြီးနောက်ပါတီမှနှုတ်ထွက်ကပြည်သူ့ရှေ့ဆောင်ပါတီကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။2020ခုနှစ်ရွေးကောက်ပွဲမှာတော့ပြည်သူ့လုံးပါတီအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့သူဖြစ်ပါတယ်။2021ခုနှစ်ဆီယနာသိမ်းပြီးနောက်စစ်ကောင်စီအစိုးရအဖွဲ့မှအာနာသိမ်းစစ်တပ်ကကမ်းလှမ်းမှုကိုလက်ခံကလူကယ်ပြန်ဝင်ကြီးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။အဲဒီနောက်ဟိုတယ်ခရီးဝင်ကြီးဌာနဝင်ကြီးအဖြစ်ပြောင်းရွှေ့တာဝန်ယူပြီးနောက်မှာအနားယူစေခဲ့တာဖြစ်ပါတယ်။ NLD ပါတီနဲ့အကြိတ်ခဲရှိသူဆရာနာသိမ့်မှုကိုထောက်ခံခဲ့သူစစ်ကောင်စီမှပါဝင်ခဲ့သူကိုစစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲဥပဒေပုံမှား၈ကားချင်းနဲ့ညှိစိုးနေတယ်ဆိုပြီးပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလှယ်လောင်းဖြစ်ကနေပယ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်အဆိုပါပယ်ဖြတ်တဲ့ဆုံးဖြတ်ချက်မချမီမှာလွတ်တော်ကိုယ်စားလှယ်လောင်းအတိမတ်ပြုကတ်ကိုအောက်ခြေကော်မရှင်အဖွဲ့အစည်းတွေကထုတ်ပေးပြီးဖြစ်လို့၎င်းအနေနဲ့ကိုယ်စားလှယ်လောင်းဖြစ်အတိပြုခံထားပြီးဖြစ်တယ်လို့ မှတ်ယူထားတာလည်းဖြစ်ပါတယ်။ဒီသတင်းကနိုင်ပိုင်းတွင်ဆိုရှယ်မီဒီယာသုံးဆဲသူတွေကြောင့်ကြရဲရိုက်စေတဲ့သတင်းတပုတ်ပြန်လည်ဝေမျှသူမှတ်ချက်ပေးသူရထောင်ချီရှိပြီးအာနာသိန်းစစ်တပ်ကိုထောက်ခံတဲ့ဒေါက်တာတတ်သက်ခိုင်ကိုစစ်တပ်ကကျေးဇူးဆက်တဲ့သဘောမျိုးမှတ်ချက်ပြုပြီးဝေမျှကြသူအများပြားရှိခဲ့တာပါ။စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကို လက်ခံသူ ထောက်ခံသူတွေရတဲ့ရလကအခုလိုအရာပဲဆိုတဲ့သဘောမျိုးမှတ်ချက်ပြုကြဝမ်းသာအားရစွာဝေမျှခဲ့ကြတာတွေ့ရပါတယ်။ ဒါပေမဲ့နိုင်ပိုင်းအကြမှာအဆိုပါတရင်ရဲ့နောက်ဆက်တွဲအဖြစ်သတင်းဌာနတွေကပြီးသုံးလုံးပါတီကတာဝန်ရှိသူတို့ချို့ကိုမေးမြန်းပြီးရေးသားဖော်ပြကြရမှာတော့ BBC မြန်မာပိုင်းမှာဖော်ပြတဲ့သတင်းကသတင်းမှားတာဖြစ်ကြောင်းကိုစလေလောင်းအတီပြုကပ်ပြားလက်ဝယ်ရရှိထားပြီးတချို့သောကိစ္စရပ်တွေကိုရွေးကောက်ပွဲကော်မရှင်ကမေးမြန်းတာရှိပေမဲ့ပြည့်လည်သွားလိမ့်မယ်လို့ယူဆကြောင်းပြောဆိုထားတာကို ဖော်ပြခဲ့ကြတာပါနောက်ဆက်တွဲသတင်းတွေကိုသတင်းဌာနတစ်ခုထပ်မင်းဖော်ပြခဲ့ကြပြီးနောက် နိုင်နေငယ်ကြမှာတော့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကတင်းဌာနတစ်ခုရဲ့မင်းမြန်ချက်ကိုဖြည့်ကြားရမှာကိုစလေလောင်းအဖြစ်ကပယ်ဖြတ်လက်ကြောင်းအတည်ပြုခဲ့ပါတယ်။မနက်ပိုင်းကကိုစလေလောင်းအဖြစ်ကပယ်ဖြတ်ခံရတဲ့ဆိုတဲ့သတင်းဟာနေကင်းမှာသတင်းမှားကြောင်းတုံ့ပြန်ရေးသားကြရာကမွန်လယ်ပိုင်းရောက်ချိန်မှာတော့ပယ်ဖြတ်ခံရတဲ့သတင်းကမှန်ကန်ကြောင်းအတည်ပြုရေးသားကြပြန်တာဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေဖြစ်တဲ့တိုင်းဒါလက်နက်ကိုင်အဖွဲ့တွေအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အဖွဲ့အစည်းတွေကအာဏာသိမ်းစစ်တပ်ကလာမယ့်နှစ်ကုန်မှာကျင်းပတဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့အတိမတ်မပြုဖို့လှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်။တချို့သော BDF လက်နက်ကိုင်အဖွဲ့တွေကရွေးကောက်ပွဲလုပ်ငန်းစဉ်မှာပါဝင်နေကြတဲ့ဝန်ထမ်းတွေကိုဖမ်းဆီးတာတိုက်ခိုက်တာတွေတောင်ယမန်နှစ်သကောင်စင်းကောက်စင်ကဖြစ်ပျက်ခဲ့ပါတယ်။အခုနှစ်လယ်ပိုင်းရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာချိန်မှာတော့ယမန်နှစ်ကလိုဖမ်းဆီးမှုပြစ်ခတ်တိုက်ခိုက်မှုတွေမတွေ့ရသေးပေမယ့် တချို့သောလက်နက်ကိုင်အဖွဲ့တွေက၎င်းတို့ထိန်းချုပ်နေမြေမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မြေတီလှုပ်ရှားမှုမှမလုပ်ဖို့အမိန့်ထုတ်ပြန်တာတွေရှိနေတာဖြစ်ပါတယ်။ပြည်ပရောက်သတင်းမီဒီယာတွေအနေနဲ့ရွေးကောက်ပွဲကိုအတိအမှန်မပြုတဲ့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုရေးသားခြင်းတင်ဆက်ခြင်းမလုပ်ကြတဲ့မြေပြူဟာကိုကျင့်သုံးကြတာမျိုးတော့မတွေ့ကြရသေးပါဘူး။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမလွတ်လပ်ကြောင်းမျှတမှုမရှိကြောင်းကိုတက်တေပြဖို့ရွေးကောက်ပွဲဖြစ်စဉ်တွေကိုစောင့်ကြည့်ဖော်ပြနေကြတာသာတွေ့ကြရပါတယ်။ ဒီနေ့ဒေါက်တာတသက်ခိုင်နဲ့ပတ်သက်တဲ့သတင်းကိုကြည့်ရင်သတင်းမီဒီယာအများပြားကဒီအကြောင်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကိုစောင့်ကြည့်တင်ဆက်နေကြတာဖြစ်ပါတယ်။စစ်တပ်ကကျင်းပတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဖြစ်ပျက်နေတာကိုမှတ်တမ်းတင်ဖို့လိုအပ်တာဖြစ်ပေမဲ့လည်းဒီလိုဖော်ပြတင်ဆက်နေခြင်းကြောင့်တစ်ဖက်မှာလည်းအာဏာသိမ်းစစ်တပ်အနေနဲ့၎င်းတို့ကျင်းပတဲ့ရွေးကောက်ပွဲကိုလူစိတ်ဝင်စားအောင်လှုံ့ဆော်ပေးတယ်လို့ဖြစ်မဲ့စိုးကြိုးလေသတိပြုစရာဖြစ်ပါတယ်။ပြည်ရင်းကလူတို့အနေနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေအဖြစ်အပျက်တွေထက် တိုက်ပွဲတွေလေကြောင်းဘုံကျဲမှုတွေရဲ့အန္တရာယ်စစ်ပွဲတွေကနေရှောင်တိန်နိုင်မှုအရေးတွေကပိုပြီးအရေးကြီးနေကြတဲ့အနေအထားဖြစ်ပါတယ်။အသက်အန္တရာယ်ကြာရောက်မဲ့ဘေးတွေပြီးနောက်မှာစာဝတ်နေရေးကနောက်ကကပ်ပါနေပြီးရှင်တန်ရက်ဒီကိုခတ်ခဲတဲ့ကုံစေးနှုံကြီးမြင့်မှုတွေနှိမ့်မြုံမသွားအောင်အပြင်းထန်ကူးခတ်နေကြတဲ့အချိန်ဒီမှာရွေးကောက်ပွဲဆိုတာကိုစိတ်ဝင်စားကြပါဘူး။မြမသတင်းမီဒီယာတွေအနေနဲ့စစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအကြောင်းထပ်ပြည်သူလူထုရဲ့စစ်ဘေးအန္တရာယ်ကလွတ်ကင်းအောင် သတင်းအချက်အလက်ပံ့ပိုးပေးတာစာဝတ်နေရေးကြက်တဲမှုစစ်ဘေးတင်းရှောင်နေရသူတွေလိုအပ်တဲ့အကူအညီရရှိဖို့အရေးကိုပို့ပြီးအလေးပေးဖော်ပြခြင်းကပို့အကျိုးရှိလိမ့်မယ်လို့ထင်မြင်ယူဆမိပါတယ်ရှင်။